ဘဝစည်းစားစည်းစားဆိုတာနေဝင်ချိန်ကာလလေးကိုခေါ်တယ်အရှိလောကရကထွက်လာတဲ့နေမင်းကြီးဟာအချိန်တန်တဲ့အခါအထတောင်ဆုံးဝင်ရောက်ကြောက်ွက်ရစမြဲပဲလူတွေရဲ့ဘဝမှာလည်းပဲအလုံးတတ္တဝါတွေရဲ့ဘဝမှာလည်းပဲဘဝစည်းစားနေဝင်ချိန် သို့မဟုတ်နောက်ဆုံးနေ့ဆိုတာရှိတယ်နော်အဲ့ဒီဘဝစည်းစာရောက်လာတဲ့ပုဂ္ဂိုလ်တယောက်ပါနေဝင်တော့မဲ့အချိန်ဆိုလို့ရှိရင်ခရီးရလည်းပဲဝေးกว่าနေသေးတယ်အမောင်တူကြီးကလည်းတန်းပြီတန်းတော့မယ်နေဝင်ပျောက်ွယ်သွားလို့ရှိရင်လမ်းခရီးမှာအန္တရာယ်တွေကလည်းအမတန်ပြောင်းနေတယ် လခရမှရောလမအခိမနေဝင်လလင်းရောက်ကင်းမဲ့တဲ့အချိန်ရောက်နေပြီဆိုလို့ရှိရင်အမတန်မှသနာစရာအကောင်းဆုံးအချိန်ဖြစ်ပြီပေါ့အခက်ခဲတွေအမတန်ကြုံရထို့တူပဲဘဝစည်းစာဆိုတဲ့ဘဝရဲ့နေဝင်ချိန်နာကတ်လာပြီဆိုလို့ရှိရင်လူတွေကဒုက္ခရောက်ကြတယ် အာနာရှိတဲ့လူရောအာနာမဲ့တဲ့လူရောချမ်းသာတဲ့လူရောဆင်းရဲတဲ့လူရောတူတူပဲဘဝစည်းစံရောက်လာပြီဆိုလို့ရှိရင်တော့ကဲမဲ့လူနဲ့အနှံဝေးလာတယ်အတ္တနောလောကအနဘိတ်တော်မြတ်စွာဘုရားလောကကြီးဟာအကာအွယ်ကင်းမဲ့နေတယ်ဘဝစည်းစံရောက်လာတဲ့ပုဂ္ဂိုလ်တယောက်ကိုဘယ်သူကမှ ဒီနေဝင်မိုးချုပ်ဖြစ်သွားမဲ့ဘဝကြီးကိုတားဆီးပေးလို့မရဘူးဘဝတစ်ခုကမှောင်ကြတော့မယ်သိခြင်းတရားနဲ့ရင်ဆိုင်ရတော့မယ်ဆိုတဲ့အချိန်ကတနာစရာအကောင်းဆုံးအချိန်တနာစရာအကောင်းဆုံးအချိန်သူသူကိုယ်ကိုယ်ဘဝစည်းစံရောက်လာပြီဆိုလို့ရှိရင်တော့ဘဝတစ်ခုအဆုံးသတ်ကြရမယ်အဲ့ဒီအဆုံးသတ်ရခန်ဒီအချိန်ရောက်လာပြီဆိုရင်တနာစရာအကောင်းဆုံးအချိန်ဖြစ်လာပြီ ဒီထဲမှာသိချင်းတရားနဲ့ရင်ဆိုင်ရတယ်ဆိုတဲ့နေရာမှာလွယ်လွယ်ကူကူနဲ့သိချင်းတရားကိုရင်ဆိုင်ရတာမဟုတ်ဘူးခက်ခက်ခဲခဲနဲ့သိချင်းတရားကိုရင်ဆိုင်ရတာလောကမှာနေမင်းကြီးမှောင်သွားလို့ရှိရင်ရှေ့လျှောက်လမ်းရမဲ့ခရီးဟာမမြင်ရတယ်လို့ပဲဘဝစည်းစံရောက်လာပြီဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်ရဲ့မမြင်နိုင်တဲ့အရာတွေဟာဘယ်နှခုရှိသလဲလို့ဆိုလို့ရှိရင် မမြင်နိုင်တဲ့အရာတွေကလူတယောက်မှာပါတော့ဆိုဇီဝိတံဘလောက်နေရာအောင်မဲ့ဆိုသိတို့အသက်ဟာဘလောက်ရှင်မဲ့ဆိုတော့ဘယ်သူမှကြိုပြောလို့မရဘူးတဲ့လောကကြီးမှာမသိနိုင်တဲ့အနာအေးဘလောက်ပဲချမ်းမာပါတယ်ဆိုမဲ့ရုတ်တရက်မတော်တဆအက်ဆီဒင့်ဆိုတာမျိုးနဲ့တိတ်ဆုံးသွားတယ်အခုမာမာကြီးတော်တော်ကြာမရှိတော့ဘူးဆိုတာမျိုးနဲ့ဖြစ်သွားတယ် ဘုန်းကြီးတို့တခါတော့ကလွန်ခဲ့တဲ့6နှစ်လောက်ကမေမျိုးတက်သွားဘုန်းကြီးတော်ကနဲ့အဲ့ဒီဘုန်းကြီးရဲ့မိတ်ဆွေရန်ကုန်ကနေပြီးတော့တခါတရဖုန်းဆက်တယ်ဖုန်းထဲမှာစကားပြောသိမကြပါဘူးမေမျိုးကပြန်ဆင်းလာတဲ့အခါကျဖုန်းတစ်ကောင်းဝင်လာခုနကဖုန်းဆက်တဲ့တခါဆုံးလို့တယ် မယုံနိုင်လောက်အဖြစ်ပြမျိုးတွေပေါ့ဒါကြောင့်မို့ဇီဝိတလူတယောက်ရဲ့တက်တန်းလောင်းနေရမယ်အသက်ဟာဘယ်ရွေ့ဘယ်မြရှည်လျားမယ်ဆိုတော့မသိနိုင်ဘူးနေဝင်ချိန်မှာစခန်းဝေးတဲ့နေရာရှောက်လန်းရတယ်လို့ပဲဘာတွေတွေ့မယ်လမ်းပေါ်မှာဘာတွေရှိနေမယ်ဆိုတော့မသိနိုင်တယ်လို့ပဲကိုယ့်ရဲ့အသက်အတိုင်းအတာကန့်တာမသိနိုင်ဘူး ောက်တစ်ခုကမသိနိုင်တာဘာလဲဘဝခရီးရှောက်လန်းတဲ့အခါမှာဘာယောဂာနဲ့သိရမယ်ဆိုတာမသိနိုင်အေးစီဂျူယောဂာဖြစ်ပြီမဲ့သွေးတို့နဲ့သိခြင်းသိတယ်သွေးဂျူယောဂာရှိပြီမဲ့လို့တခြားယောဂာနဲ့သိခြင်းသိတယ်လုံးဝမြောက်မှန်းကြည့်လို့မရနိုင်ဘူးယောဂာဝေဒနာနဲ့ပတ်သက်လာလို့ရှိရင်လည်းသိချာပေါ့မပြောနိုင်ဘူး တချို့မှာစွဲနေတဲ့ဝေဒနာကတစ်မျိုးသိတဲ့အချိန်ကျတော့တခြားဝေဒနာနဲ့သိသွားတယ်ပေါ့။ဒါမျိုးတွေလည်းရှိတယ်။ဒါကြောင့်မို့ဗျာဒိဆိုတာလဲဂျွတင်ပြောလို့မရဘူးတဲ့။ဂျွတင်ပြောလို့မရတဲ့ဟာတစ်ခုပဲ။ဘဝစည်းစာရောက်လာပြီဆိုလို့ရှိရင်ဒါတွေကပြောလို့မရနိုင်ဘူး။ဇီဝိတံဗျာဒိကာလောစာကာလဆိုတာလူတယောက်ဟာဘဝခရီးအဆုံးသတ်မဲ့အချိန်ဘယ်အချိန်လဲ။ မနဲ့လားနေလေလားညလားမပြောလို့ညဘူး